ဟဲ့လိုမင်္ဂလာပါရှင်။ဒီမှာစနစ်ပြီးနေတဲ့ကလေးပွင့်ပြမှုလုပ်ငန်းများတွင်မိဘရရရပူအောင်ပါဝင်မှုဆိုတဲ့အကြောင်းအရာလေးကိုစနစ်ပြီးနေခြင်းဖြစ်ပါရဲ့ရှင်။ယင်းနေ့ဆွေးနွေးပြီးသွားမယ့်အကြောင်းအရာလေးကကြတော့ကျွားတို့လေမိသားစုနဲ့ရက်ရွာဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးသားမှာဖြစ်ပါရဲ့။ကျွားတို့ကလေးရှိတဲ့မိသားစုတွေဒီမိသားစုတွေဟာရက်ရွာနဲ့ပေါ့နော် အဆင်ပြေပြေဆက်ဆံနိုင်ဖို့ဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ဒါဆိုအဆင်ပြေပြေဆက်ဆံဆောင်ရွက်နိုင်မှုဆိုရင် ရဲရွာဖွဲ့စည်းရလဲအပြူသဘောဆောင်တဲ့အဲဆောင်ရွက်ချက်တွေဖြစ်ရမယ်။လိုင်လျောညီထွေတဲ့ဆောင်ရွက်ချက်တွေဖြစ်ရမယ်။ဒီမိသားစုကိုပံ့ပိုးကူညီတဲ့ဆောင်ရွက်ချက်မျိုးတွေဖြစ်ရမယ်။ဒီမိသားစုထဲမှာရှိတဲ့အဲကလေးတွေကိုပေါ့နော်အထူးသဖြင့်အဲကူညီလမ်းညွှန်မှုကူညီပံ့ပိုးနိုင်တဲ့အဲအဖွဲ့အစည်းမျိုးတွေဖြစ်ဖို့လိုတယ်။ဒါကြောင့်မိသားစုနဲ့ရဲရွာဆက်ဆံရေးဟာအရေးကြီးပါတယ်ရှင်။အရေးကြီးတယ်ဒီလိုမျိုးဆက်ဆံရေးတွေ အားကောင်းမှလည်းပဲကလေးတွေရဲ့အဲကလေးတွေအတွက်ပေါ့နော်ဖွံ့ဖြိုးတိုးတက်ရေးတွေဟာလည်းပဲအားကောင်းကောင်းနဲ့ဆောင်ရွက်နိုင်မှလည်းဖြစ်ပါရဲ့ရှင်။ဒါကြောင့်မိသားစုနဲ့ရက်ရွာဆက်ဆံရေးအရေးကြီးပါရဲ့။အဲ့ဒီအရေးကြီးပုံလေးကိုကျွန်မကနေပြီးတော့ဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါရဲ့ရှင်။မိသားစုနဲ့ရက်ရွာဆက်ဆံရေးဟာတာမန်ထက်ပိုပြီးတော့အရေးပါပါတယ်တဲ့။ ကျမတို့မိသားစုနဲ့ရရွာရဲ့ဆက်ဆံရေးဟာတာမန်ထက်ပိုပြီးတော့အရေးပါတယ်။ဒါကြောင့်နဲ့အဲမူဂျိုပညာရေးမှာဒီဆက်ဆံရေးတွေဟာရေးကြည့်ရတဲ့အကြောင်းရင်းတွေဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ပထမဦးဆုံးအကြောင်းရင်းတစ်ချက်ကကြတော့ကလေးရဲ့လုံခြုံမှုနဲ့ယုံကြည်မှုကိုတိဆောက်ပေးခြင်းကလေးရဲ့လုံယုံ လုံခြုံမှုနဲ့ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်ဖို့အတွက်မိသားစုတွေနဲ့ရက်ရွာဆက်ဆံရေးဟာကောင်းမွန်ဖို့အရေးကြီးတာလည်းဖြစ်ပါလေရှင်။ဒါကြောင့်ကျွန်တော်တို့ကလေးရဲ့လုံခြုံမှုနဲ့ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်ဖို့အတွက်ချောမောစွာကူပြောင်းနိုင်ရန်အတွက်ပေါ့နော်ကလေးတွေက transition တွေချောကူပြောင်းနေရလေကျမတို့အင်အားနေပြီးတော့မူဂျို transition ဖြစ်တယ်မူဂျိုကနေပြီးတော့ KG ကိုပြောင်းနေတာမျိုးတွေပေါ့နော်အဲအမျိုးတွေကိုပြောင်းနိုင်မှုအတွက်ကလေးငယ်တွေဟာတဲ့ မိသားစုစီကနေပြီးတော့ယဉ်နီးတဲ့ပတ်ဝန်းကျင်ပေါ့နော်အဲအဲ့ဒီလိုမျိုးယဉ်နီးတဲ့ပတ်ဝန်းကျင်ကျောင်းဆိုတော့နေပေတစ်ကိုဝင်ရောက်ချိန်ဖြစ်တယ်ကလေးငယ်တွေကမိသားစုကနေပြီးတော့ယဉ်နီးတဲ့ပတ်ဝန်းကျင်အဲ့ဒီယဉ်နီးတဲ့ပတ်ဝန်းကျင်ကမှကျောင်း ဒါမျိုးပေါ့နော်네베띠ကိုဝင်ရောက်တာဖြစ်တယ်ဆရာဆရာမဆရာမတွေနဲ့မိဘတွေကယုံကြည်စွာနဲ့ဆက်ဆံနေမှုကိုကလေးကမြင်တွေ့ရလို့ရှိရင်လေအဲ့ဒီကလေးတွေပေါ့နော်ကလေးတွေအဲတူတူမတို့အတွက်ဟာလုံခြုံမှုရှိတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါအင်မတန်ရေးကြီးတယ်အဲကလေးမိဘတွေကလည်းဘယ်သားသမီးရဲ့ဆရာမကတော့ဘလူလေးဘလူလေးကောင်းတာ အဲသူအတင်ရကလေးကိုဖွင့်ပြအောင်တင် जा တင်လေ့ကျင့်တင် जा ခြင်းနေအင်မတန်ကောင်းတာပေါ့ဟဲ့အဲ့လိုပဲအဲဆီယမ်မာလုပ်တဲ့လူအားလည်းကဲဘဒုရဲ့တပည့်အမေရရတော့အဲကျောင်းပေါ်ဟိုအမြဲတမ်းပေါ့နော်ဆက်တယ်ဆောင်ရွက်တာအဲကုညီပံမှုမှုတွေလှုပ်တာပေါ့ဟဲ့ဒါမျိုးဆိုရင်နှစ်ဦးနှစ်ဖလဲပေါ့နော်အဲဆက်ဆံရေးကကောင်းနေတာဟုတ်ဆက်ဆံရေးကောင်းနေကလေးကလည်းဒီစကလုံးကြီးကြားနေရတာဖြစ်တဲ့အတွက်ဩလုံခြုံတယ်လို့သူစိတ်ထဲမှာခံစားရမယ် အအရေးကြီးပါတယ်။အဲ့ဒါဒီအချက်ကလေးကိုကျမတို့တွေးဆခြင်းအပြင်အဲကျမတို့ရဲ့မိဘတွေရောအဲပတ်ဝန်းကျင်မှာရှိတဲ့သူတွေရောအဲအားလုံးပေါ့နော်အားလုံးတွေဟာဆက်ဆံရေးကောင်းမွန်နေဖို့လိုအပ်တယ်။အဲ့လိုဆက်ဆံရေးကောင်းမွန်နေမှ ကလေးကလည်းလုံခြုံမှုရှိတယ်လို့ခံစားရမယ်။ အဲ့မှာပဲပတ်ဝန်းကျင်တင်မှာစိတ်ချလက်ချအဲလေးလာအဲတင်ယူနိုင်မယ်လေ့ကျင့်တင်ကြားနိုင်မှာလည်းဖြစ်ပါတယ်ရှင်အဲ့လိုမျိုးဖြစ်လာပြီဆိုရင် စိတ်ပိုင်းဆိုင်ရာခိုင်မာမှုတွေကိုလည်းတိစောက်ပေးကြရမယ်ကလေးရဲ့လုံခြုံမှုနဲ့ယုံကြည်မှုကိုတိစောက်ပေးတဲ့အခါမှာချောမောစွာကူပြောင်းနိုင်မှုလိုအပ်တယ်လို့ပဲစိတ်ပိုင်းဆိုင်ရာခိုင်မာမှုတွေကိုလည်းတိစောက်ရမှာဖြစ်ပါတယ်မိသားစုနဲ့ဆရာမရဲ့ရက်ရွာတွေကြားမှာ ရရွာတို့ကြားမှာပူပေါင်းဆောင်ရွက်မှုတွေဟာတဲ့ကလေးကိုဝင်းရံထားတယ်လို့ခံစားချက်ကိုပေးဆွဲနိုင်တယ်တဲ့အဲ့လိုမျိုးပေးဆွဲပြီးတော့စိတ်ခံစားမှုဆိုင်ရာကျမ်းမှာတန်စားစီပါရဲ့ရှင်အဲ့တော့စေပိုင်းဆိုင်ရာခိုင်မာမှုကိုကလေးကနေပြီးရရှိသွားမှာဘလို့အခြေအနေမျိုးမှာလို့ဆိုရင် ကလေးရဲ့မိသားစုရဲ့ကလေးရဲ့ဆရာဆရာမတွေရဲ့ရက်ရွာကြားမှာပေါ့နော်ဒီကအဲပတ်ဝန်းကျင်ကြားမှာပူပေါင်းဆောင်ရွက်မှု တွေတွေ့မြင်နေရတယ်ဆိုရင် ကလေးကိုဝန်းရံထားတယ်လို့သူကခံစားရမယ်ကလေးရခံစားရမယ်ဒါဆိုရင်အဲ့လိုမျိုးဝန်းရံထားတယ်ဆိုတဲ့ခံစားချက်ကလေးကိုခံစားမှုကိုသူ့ကိုပေးဆွမ်းနိုင်ပြီဆိုရင် သူ့ရဲ့စိတ်ခံစားမှုဆိုင်ရာတွေကလည်းကျန်းမာတန်ဆန်းလာစေမှာလည်းဖြစ်ပါရဲ့ရှင် အဲ့ဒါကကြာတော့ကျမတို့ကလေးကိုလုံခြုံမှုနဲ့ယုံကြည်မှုကိုတည်ဆောက်ပေးတဲ့အချက်ကလေးလေးဖြစ်ပါလေရှင်။နောက်တစ်ချက်ကကြာတော့ကျမတို့တည်ယူမှုတွေပတ်ဝန်းကျင်စီကို ချောမောစွာဆက်သွယ်ပေးတာ အတင်ယူမှုတွေအဲ့ကလေးသွားမဲ့ပတ်ဝန်းကျင်စီကိုပေါ့နော် ချောမောစွာသွားနိုင်အောင်ဆက်တွယ်ဆောင်ရွက်ပေးတာအဲတသမတ်တဲ့အတွေ့အကြုံတွေပေါ့နော်အဲ့ဒါကြတော့ဘာလို့ဆိုကလေးကအိမ်မှာတင်ယူနေတဲ့အခါမှာအဲသူကလေးကိုလေ့ကျင့်သင်ကြားပေးရမယ်ကျေးဇူးတင်တတ်ရမယ်ကျေးသူစကားတွေပြောတတ်ရမယ်နောက်တစ်ခါမိမိမှာရှိတဲ့အရာတွေကိုမျှဝေတတ်ရမယ်ဒါလေးတွေကိုကျမတို့အဲအရာတွေကိုဒီအိမ်မှာလေ့ကျင့်ပေးသွားတဲ့အတွေ့အကြုံတွေပေါ့နော်ဒါတွေကို ဟိုမူဂျိုရောက်มาကြလို့ရှိရင်လဲဆက်လက်အသုံးချနိုင်ရမယ်အသုံးချနိုင်အောင်တင်ယူမှုကိုပုံမှန်အသေးပဲရှိလာစေမယ်ပေါ့เนาะဒါကြောင့် အဲကလေးတွေဟူနာလိုမျိုးပေါ့နော်ဂျေဇူးတင်ရမယ်ကလေးကိုလည်းဂျေဇူးတင်ရတင်စရာရှိရင်တင်ဂျေဇူးတင်ပေးရမယ်ပေါ့နော်အဲသူ့ကိုလည်းဂျေဇူးတင်စကားကိုကိုတယ်ကလည်းပြောရမယ်ကလေးကိုလည်းပြောတတ်အောင် လေ့ကျင့်ပေးရမယ်မျှဝေတတ်တဲ့လေးထားလေးတွေကိုလည်းဒါသူ့ကိုလေ့ကျင့်ရှိအောင် လေ့ကျင့်ပေးကြရမယ်အဲ့ဒါတွေကိုကျမတို့ဆက်လက်အသုံးချနိုင်ပြီဆိုလို့ရှိရင်အဲတင်ယူမှုဟာပုံမှုပြီးတော့အဓိပ္ပာယ်ရှိလာမယ်အဲ့လိုဖြစ်လာဖို့အတွက်တဲ့ မိဘတွေဟာဆရာတွေနဲ့ညှိနှိုင်းဆောင်ရွက်ရလိုအပ်ပါတယ်တဲ့ဒါကြောင့်ကျွန်တော်တို့မိသားစုနဲ့ရရဆက်ဆက်ရေးရအရေးကြီးပါတယ်လို့ကျွန်မဆွေးနွေးပေးရခြင်းလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်အဲအဲ့လိုမျိုးပေါ့နော်မိဘနဲ့ဆရာညှိနှိုင်းဆောင်ရွက်ရလိုတယ်ညှိနှိုင်းဆောင်ရွက်ကြရမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ပညာရေးကိုအိမ်မှာလည်းဆက်လက်ပြီးတော့အားပြပေးလို့ရတယ် အဲ့မှာဆိုရင်ပညာရေးကိုအိမ်မှာပါဆက်လက်အားဖြည့်ပေးလို့ရတယ်။ဆရာမတွေကလည်းဟိုနော်ဆရာဆရာမတွေကလည်းပေါ့နော်မိဘတွေကကလေးနဲ့ပေါ့နော်အိမ်မှာလည်းပဲပြုလုပ်နိုင်တယ်တည်ယူမှုဆိုင်ရာတွေကိုအကြံဉာဏ်ပေးလို့ရတယ်။ဥပမာကလေးနဲ့အဲကလေးအတွက် ိုကလေးနဲ့တင့်တော်မယ်ပေါ့နော်တချင်းနေတီဆိုချင်းနေစာအုပ်တွေဖတ်ချင်းနေဒါတကတဘာဝပတ်ဝန်းကျင်ကြီးကိုလေ့လာချင်းနေဒါမျိုးလုပ်ငန်းတွေကိုဆရာဆရာမတွေကနေပြီးတော့မိဘတွေကို အကြံဉာဏ်ပေးလို့ရတယ်ဒီမှာခဏနဲ့ပြောရတချင်းဆိုတာကလေးနဲ့တင့်လျော်မယ်တချင်းပြရမယ်လူကြီးတချင်းတွေသွားတင်မင်းနေကလေးကစိတ်ညစ်သွားမှာမပြောရှင်တော့ဘူးလေ အဲ့လိုပဲစာအုပ်ကလည်းပဲကလေးနဲ့ကလေးစိတ်ဝင်စားမဲ့စာအုပ်မျိုးတွေဖြစ်ရမယ်။တခြင်းဆိုခြင်းနဲ့စာအုပ်တွေအတူတူဖတ်ခြင်းနဲ့တဘာဝပတ်ဝန်းကျင်ကို လေ့လာခြင်းနဲ့ပေါ့ဒါမျိုးတွေကိုလည်းပဲဆရာတွေကနေပြီးတော့မိဘတွေနဲ့တိုင်ပင်ပြီးတော့ကလေးတွေကိုအိမ်မှာ ပြုလုပ်နိုင်အောင်လေ့ကျင့်ပေးကြရမှာလေဖြစ်ပါရဲ့ရှင်။ဒါကကြတော့တင်ယူမှုပတ်ဝန်းကျင်စီကိုချောမွေ့စွာဆက်သွယ်ပေးနိုင်တဲ့အချက်ကလေးတွေဖြစ်တဲ့အဲကြမိသားစုတွေနဲ့ရက်ရွာ ဆက်ဆံရေးရာတာမန်ထက်ကိုပို့ပြီးတော့အရေးကြီးတာလည်းဖြစ်ပါတယ်ရှင်။အဲနောက်နံပါတ်တတိယချက်ကလေးကကြတော့ကျမတို့ကလေးရဲ့လိုအပ်ချက်တွေကိုတဲ့ပိုမိုကောင်းမွန်စွာနားလည်နိုင် ခြင်းပေါ့နော်။ဒါလည်းအရေးကြီးပါတယ်ရှင်။အဲကလေးရဲ့လိုအပ်ချက်တွေဆိုတာရှိမယ်ကလေးရဲ့စွမ်းရည်တွေနဲ့စိတ်ဝင်စားမှုတွေကိုဟိုမျှဝေခြင်းနေပေါ့နော်မိဘတွေကကလေးရဲ့အားသာချက်တွေရှိမယ်အားနည်းချက်တွေရှိမယ် နောက်ပြီးတော့ကြောက်ရွံ့မှုတွေကိုအသီးဆုံးဖြစ်တယ်မိဘတွေကသိတာကလေးတွေရဲ့အာသာချက်ကိုလည်းမိဘပဲသိတာအားနည်းချက်ကိုလည်းမိဘပဲအသီးဆုံးဖြစ်တယ်ကြောက်ရွံ့မှုသူ့ဘေးအရာတွေကိုကြောက်ရွံ့တတ်တုံးပေါ့နော်ဒါမျိုးလေးကိုလည်းမိဘကအသီးဆုံးဖြစ်တယ်ဒီချက်တွေကိုဆရာမနဲ့မျှဝေရမယ်ပြောပြထားရမယ်ကလေးတူချင်းစီတွေတင့်တော်တဲ့တင် जा မှုနီးလန်းတွေကိုဒီလိုမျိုးပြောပြထားမှသာချမှတ်နိုင်မှာလည်းဖြစ်ပါတယ်ရှင် ဒါကြောင့်ကလေးရဲ့စွမ်းရည်တွေနဲ့စိတ်ဝင်စားမှုတွေကိုဆရာမတွေနဲ့အဲဒီအဲရမိဘတွေနဲ့တခုနဲ့တူဖို့တူ ဖလှယ်ထားရမှာဖြစ်ပါတယ်ရှင်။ဖလှယ်ခြင်းအပြင်ကလေးရဲ့အာသာချက်တွေအားနည်းချက်တွေကြောက်ရွံ့တတ်တဲ့အကြောင်းအရာတွေတွေဟိုတရှိလာမယ်။တရှိပြီးတော့မှကလေးတူစီအတွက်တင့်တော်တင့်တော်မယ်ပေါ့နော်။အဆင်ပြေစေမယ်။တင် जा မှုနီးလန်းတွေကိုဆောင်ရွက်နိုင်ပါလေဖြစ်ပါတယ်ရှင်။ဒါကြောင့်ကလေးတွေမှာ ဟာပြောစကားတော့မဟုတ်ပေါ့နော်လူမှုရေးဆိုင်ရာ ပြဿနာတခုခုရှိလာလို့ရှိရင်မိသားစုနဲ့အဲကြောင်းနေပေါ့နော်အတူတကွာပူပေါင်းကအစောပိုင်းမှာဒါတို့ကိုကုညီဝေရောက်ဖြည့်ရှင်းပေးနိုင်မှာလဲဖြစ်ပါလေရှင်။ဒါကြောင့်ကလေးရဲ့လိုအပ်ချက်တွေကိုပုံမကောင်းမွန်စွာနားလည်နိုင်အောင်ကြိုးစားကြရမှာဖြစ်ပါလေရှင်။အဲ့လိုကြိုးစားနိုင်မှုအတွက်မိသားစုနဲ့ရက်ရွာဆက်ဆံရေးဟာ အရေးကြီးတာဖြစ်ပါလေရှင်။နောက်စတုထအချက်ကကြတော့ကလေးရဲ့လူမှုရေးစွမ်းရည်ဖွံ့ဖြိုးရေးကိုမြင့်တင်ပေးရမယ်။ကျေပြန့်တဲ့ဆက်ဆံရေးကွန်ရက်တွေရှိရမယ်။ရရွာလှုပ်ရှားမှုတွေဥမာ ပွဲတော်တွေပေါ့နော်။ပွဲတော်တွေရှိမယ်။အဲအလှူဒန်းတွေရှိမယ်။အဲဆိုဆိုရင်မိသားစုနဲ့သူတက်ရောက်ခြင်းနဲ့ကလေးဟာအသက်အရွယ်မျိုးမျိုးနဲ့ဆက်ဆံနိုင်စွမ်းတွေဖွံ့ဖြိုးလာစေမယ်။ရှိတယ်။ပွဲတော်တွေတချို့ဆိုလို့ရှိရင် အဲပွဲတော်တွေသွားတယ်ဆိုရင်ဟာရှုပ်တယ်ပေါ့နော်ကလေးပါလို့ရှိရင်ကလေးကိုဟိုပေါ့နော်ကလေးတစ်ခုဖြစ်သွားမှလည်းစိုးရင်ညတာပေါ့မခေါ်ကြဘူးအမှန်တော့ခေါ်ရမှာပါခေါ်ပေးပြီးတော့မှပေါ့နော်အလူတန်းနေသွားရင်လည်းခေါ်ရမယ်ခေါ်အောင်ရင်းနဲ့မှကလေးဟာအဲအသက်ရွယ်အမျိုးမျိုးနဲ့ပေါ့နော်အဲ့ဒီကအဲပွဲတော်တွေကိုလာတာပဲဖြစ်ဖြစ်အလူတန်းကိုလာတဲ့လူတွေရာပဲဖြစ်ဖြစ်အရွယ်မျိုးမျိုးအသက်ရွယ်အမျိုးမျိုးတွေရောက်ရှိလာကြတာကိုအဲ့လိုမျိုးအသက်ရွယ်အမျိုးမျိုးနဲ့သူတို့တွေဟာ social development တွေကိုဖွံ့ဖြိုးလာစေမယ်။ဒါကြောင့်ကျမတို့စကြီးကပေါ့နော် communication mind တွေဖွံ့ဖြိုးလာစေမယ်။ဒါကြောင့်ခေါ်သွားရမယ်။အဲလေ့ကျင့်ပေးကြရမယ်ပေါ့ဒီလိုမျိုးနည်းနဲ့ပေါ့နော်။အဲကျေပြန်းတဲ့ဆက်ဆံရေးကွန်ရက်တွေဖွံ့ဖြိုးအောင်လေ့ကျင့်ရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုတန်ဖိုးထားမှုတွေကိုသင်ယူပေးရသင်ယူတတ်အောင်လေ့ကျင့်ပေးရမယ်။ကလေးရာမိသားစုနဲ့ရရွာထဲမှာရှိတဲ့လူကြီးတွေနဲ့ညီညွတ်စွာပူးပေါင်းဆောင်ရွက်ပုံတွေကိုလေ့လာမယ်။ ကူညီပုံတွေကိုကြည့်ရှိမယ်အဲ့လိုနဲ့ပေါ့နော်စီလုံးချင်းတွေကူညီမျှဝေခြင်းတွေတံပိုးထားမှုတွေကိုသူတို့တွေသဘောပေါက်နားလည်လာစေမှာလဲဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမတို့ အဲကလေးတွေဘောနော်သူတို့လိုအပ်ချက်တွေကိုပုံမကောင်းမနားလည်အောင်လဲနားလည်နိုင်အောင်လဲလေးလာသုံးသပ်ရမှာဖြစ်တယ်လို့ကလေးရဲ့လူမှုရေးစွမ်းရည်တွေဖွံ့ဖြိုးအောင်လဲမြင့်တင်ပေးကြရမှာလဲဖြစ်ပါတယ်ရှင်အဲ့လိုမျိုးမြင့်တင်ပေးနေသူတို့ရဲ့စွမ်းရည်တွေကိုဖွံ့ဖြိုးလာစေမှာလဲဖြစ်ပါတယ်နောက်တစ်ခါနောက်ဆုံးမိတ်ချက်ကလေးရတော့ဘောနော်မိဘတွေကပညာရေးမှာပါဝင်မှုကိုအားပေးခြင်းပေါ့မိဘတွေကမူကြိုးအားမတစ်စစ် မိဘများကလေးပြုစုပြိုးထောင်ရေးနဲ့ဖွံ့ဖြိုးဆိုင်ရာအသိပညာများရရှိနိုင်ပါတယ်တဲ့မိဘပညာရေးဆိုတာမူဂျိုဝါမတစင်မိဘတွေဟာကလေးပြုစုပြိုးထောင်ရေးနဲ့ဖွံ့ဖြိုးဆိုင်ရာအသိပညာတွေကိုရရှိလာစေမယ်သူတို့ပါဝင်ရင်းတဲ့ဓာတ်တွေကိုသိရှိလာမှာဖြစ်တယ်။ကျောင်းလှူရှားမှုတွေမှာပါဝင်ရမယ်။ဒီလိုမျိုးပါဝင်လိုက်တဲ့အခါမှာမိဘတွေအနေနဲ့မူဂျိုကျောင်းရဲ့စေစနာဝင်တဲ့အဖြစ်အကူအညီလုပ်ကင်ပေးလို့ရတယ်လေဝါသနာပါလို့ရှိရင် ကူညီပေးလို့ရှိရတယ်လေအဲ့လိုမျိုးတွေကူညီပေးရရင်လည်းကျမတို့ကြုံခဲ့ဘူးတယ်တချို့လည်းကူညီပေးခြင်းတဲ့စိတ်တွေအများကြီးရှိကြတယ်အဲ့အဲ့လိုမျိုးပေါ့နော်နောက်တစ်ခါပွဲတော်တွေမှာလိုအပ်တဲ့နေရာတွေမှာကူညီခြင်းတွေပေါ့ဒါမျိုးဆိုရင်ကလေးရဲ့ပညာရေးလုပ်ငန်းစဉ်ထဲမှာတစိမ့်တစ်ပိုင်းပါဝင်လာတာလည်းဖြစ်ပါတယ်ဒါကအင်မတန်ကောင်းတဲ့အလေးခြင်းလေးတွေလေးထားလေးတွေဖြစ်ပါတယ်ရှင်ဒါကြောင့်လည်းကျမတို့မိသားစုနဲ့ရဲရွာဆက်ဆံရေးရာအဲကောင်းမွန်မှုရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုကျမဆွေးနွေးပေးနေရ ဒါဆိုရင်ဒီအားလေးကိုကျွန်တော်တို့နောက်ဆုံးပဲမှတ်ချက်ပြုရရင်မူဂျိုပညာရေးဟာကလေးတူရဲ့ပညာရေးဖြစ်တယ်လူမှုရေးနဲ့စိတ်ခံစားမှုဖွံ့ဖြိုးမှုအားလုံးရဲ့အခြေခံလည်းဖြစ်တယ်ဒီဖွံ့ဖြိုးမှုတွေအောင်မြင်စေဖို့အတွက်မိသားစုရဲ့မူဂျိုနဲ့ရက်ရွာပေါ့နော်၃ခုလုံးဟာတတိုင်းသုံးသက်လိုပဲကလေးပူပေါင်းခြင်းအပြင်ကလေးငယ်ဟာအကောင်းဆုံးကြီးပြင်းလာစေနိုင်မှာဖြစ်ပါတယ်တဲ့မိသားစုတွေရောမူဂျိုเจ้าရောပေါ့နော်ရက်ရွာရောပေါ့နော် သုံးခုလုံးကဒတိုင်းသုံးတက်လိုပဲကလေးကိုအစင်းစင်အပံပိုးမှုတွေနဲ့အကောင်းဆုံးကြီးမြင့်လာအောင်လေ့ကျင့်ပေးသွားကြရမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျမတို့ဒီကမိဘရက်ရွာ ဆက်ဆံရေးဟာမိသားစုတွေနဲ့ရဲ့ရွာဆက်ဆံရေးဟာကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ပေါ့နော်အဲအစအစအရာရာဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါတဲ့ခန္ဓာနေရာရှိနေရာဖြစ်ပါတယ်ဒါကြောင့်မိသားစုတွေနဲ့ရဲ့ရွာဆက်ဆံရေးတွေဟာအားကောင်းမှုလိုအပ်တယ်အဲလိုင်လျောညီတွေဖြစ်ဖို့လိုအပ်တယ်ရဲ့ရွာလည်းပဲဒီကလေးရှိတဲ့မိသားစုအတွက်လိုအပ်ချက်တွေကိုလိုအပ်တဲ့ပံ့ပိုးကူညီမှုတွေကိုဆောင်ရွက်ပေးကြရမယ်ဒီလိုမျိုးပေါ့ နော်မိသားစုနဲ့အဲရက်ရွာဘယ်တို့ဆက်ဆံရေးဟာကောင်းမွန်ရင်းနဲ့ကလေးရဲ့ဖွံ့ဖြိုးမှုတွေကိုဒါကျမတို့ပေါ့နော်ဘက်ဆောင်ဟန်ချက်ညီဖွံ့ဖြိုးလာအဲဆောင်ရွက်သွားကြရမယ်ဆိုရဲအကြောင်းလေးကိုကျမအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီအောင်ချုပ်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်